Oh my god အဲ့လိုလေးဓာတ်တွေထဲမှာနေတယ်တော့လီကားတွေဆိုလို့ရှိရင်မကြည့်လိုက် ဒါရာဗီကဘာဘဝအချမ်းသာဆုံးစင်ရင်သားရက်ွက်အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာရှိတဲ့ဒါရာဗီဆိုတဲ့ဆလံဟာအိန္ဒိယနိုင်ငံရဲ့အကြီးဆုံးဆလံဖြစ်ပြီးတော့နာမည်ကျော်ရုပ်ရှင်ဖြစ်တဲ့ Slender Millionaire ရုပ်ရှင်ဇာဝင်ခန်းတချို့ရက်ကူခဲ့ရနေရာလည်းဖြစ်ပါတယ်။ Slender Millionaire မှာပါတဲ့ဇာဝင်ခန်းရက်ကူခဲ့တဲ့နေရာတဲ့ဒီနေရာသိလား။ဒီနေရာဟာ Slan ဆိုပေမဲ့မွန်ဘိုင်းမြို့စီးပွားရေးရဲ့အရေးပါတဲ့ကဏ္ဍမှာတည်ရှိနေပါတယ်။ Heart of Mumbai လို့ခေါ်ကြပါတယ်။ ိုက်တွေရေတပ်ဘူးခွန်တွေပလတ်စတစ်တွေကပစ္စည်းအစုပ်လုပ်တွေအဲ့လိုမျိုးဟာအကုန်လုံးရောချိုပြီးတော့မှသူတို့ကအဲ့လိုမျိုးတွေလိုအပ်တဲ့ဟာတွေပြန်လုပ်တယ်ပေါ့။ Listen dollar 1 billion တန်ကြီးရှိတဲ့စီးပွားရေးလုပ်ငန်းအသေးလေးတွေဟာဒီဆလန်ကနေပြီးမှစီးဆင်းနေပါတယ်။ပုံမှန်အားဖြင့်ဆလန်ဆိုလို့ရှိရင်ဒူးစရိုက်မှုတွေ၊စည်ရဲမွေးတေမှုတွေ၊မလုံခြုံမှုတွေနဲ့ပြည့်နေနေပေမဲ့ဒီဒါရာဗီဆလန်ကတော့အနှဲငယ်กว่าချားပါတယ်။လူဦးရေတသန်းကျော်နေထိုင်တဲ့အိန္ဒိယနိုင်ငံရဲ့အကြီးဆုံးဆလန်ဖြစ်တဲ့ဒါရာဗီဆလန်ကိုတွားပြီးမှလေ့လာကြရအောင်။ ော့ခိုင်းနေတွေ့ဖို့တက်လေ guide ရှိအောင်သွားနေတယ်ပေါ့နော်သူနဲ့ချိန်ထားရဲဆိုတော့သူကတိုးဝယ်ရတာတိလားတိုးဝယ်လိုက်တာကွာဒီမှာချိန်ထားတဲ့နေရာရောက်ပြီပေါ့နော်ဒါပေမဲ့စောင်းနေသေးတော့မိနစ်30အချိန်ရသေးတော့ဒီမှာအထက်ဝင်လိုက်မယ်ဒီမှာ coffee တောင်းလိုက်ပါမယ် မခိုင်းလာပြီဆိုတော့ခိုင်းနေတွေ့ပြီသွားကြမယ်သွားမှာနေရနေရွာတိလာသူကလေမိုဘိုင်းမှာရှိရဒါရာဘီဆလန်ရပြီးတော့လေကပအကြီးဆုံးกว่าဟုတ်ဆိုတဲ့ဒူဘီလေဒူဘီကက်အဲ့ဒီကိုသွားမှာအဲ့နောက်ခုသွားမှာပေါ့နော်ဆိုတော့ခိုင်းနေသူသူသွားမှာဆိုမှဒီမှာတခြားလည်းမဝယ်နေဟာဒီဒါကခိုင်းကမင်္ဂလီတိလာကောင်းတော်လေးစင်ပြွားတိလာသမိုးလေးရဲ့ကောင်းတဲ့ဒီကမလေးငငယ်လေးရှိအောင်မတိလား แท็กก็ดิเทบูดานี่ถั่วจําแม้ยောက်တော့ไม่ยောက်တော့ไปโมบายမျိုးရဲ့ကပတ်အကြီးဆုံး open air lounge ကိုရောက်နေတယ်ဘယ်လိုလဲကြီးပဲတိလာပေါ်တီရှော်တဲ့လမ်းနေပေါ့နော်လေဟာပြင်အဝတ်ရှော်စင်တာဘို့အဲ့လိုပြောလို့ရတယ် ားဖြစ်လေဆေးရုံလေးပြီးတော့ဟိုတယ်အသေးလေးတွေညာနေပြီးတော့အဲ့ရခေးတွေတိကရှော့ရယ်ပေါ့နော်တိကဆေးရုံလေးရဟာတွေရှော့ရယ်လို့ပြောတယ်တိလာပြီးတော့ဟိုတယ်အသေးလေးတွေပေါ့နော်သူတို့ရဲ့ပုတ်ကလီကားနဲ့ဆိုင်တဲ့ဟာတွေအဲ့လိုမျိုးရှော့ရယ်လို့ပြောတယ်တိလာပြီးတော့ဘေးထုပ်လေဘေးထုပ်တွေလည်းရှော့ရယ်ဒီမှာတိလာဒါရှိခဲ့1800ခုနှစ်ကလေးကရှိတဲ့ဒူဘီလို့ပြောတယ်ဒီဒူဘီကတ်ကလေ ခစ်ကလေးอ่ะပေါ့เนาะတကြအဖြစ်လေဒီနှစ်ခက်မှာဆိုလို့ရှိရင်ဟော short set တွေပါပြောပေမဲ့ဒီလိုမျိုးဟာကိုခုတုံးနေကြတော့မယ်ပါတိလာအိန္ဒိယမှာလေတကယ်ရှေးရိုးဆွဲပေါ့เนาะဥပမာလေတိလာမန္တလေးမှာလည်းအဲ့လိုမျိုးရှိရယ်เนาะအဓိကမန္တလေးလိုပုံစံမျိုးကိုလေတိလာ helping me do. Yeah, your jeans, yeah. Yeah. So and they also wash here, right? Yeah. These are the houses where they live. Oh. And they want their, their ဒီလားတိုင်အမြင့်တွေရဲ့အောက်မှာဒီမှာဒိုဘီကတ်ရှိတယ်ဒီလားမဆလို့ရှိရင်ခီးခီးသွားတွေလည်းအများကြီးပဲလေ။လာကြည့်ကြရသည်လား။အိန္ဒိယတွေပါလာကြည့်ကြရတယ်။ဒူဘီကက်လေ။သူတို့ဝက်ရှော့နေတဲ့ပုံစံပေါ့နော်။ ဟိုတယ်အသေးလေးတွေစေးရုံတွေအားဟာအရခင်းတွေအဓိကရှော့တယ်သူတို့တွေကတိလားဒီမှာအထဲမှာလေးမိဖို့တိုက်တဲ့နေရာလေးရှိရေမိဖို့တိုက်တယ်ပေါ့နော်ပြင်မာတော့လမ်းတယ်အဲ့လိုမျိုးပေါ့ဒါတော့သူတို့အဝတ်ရှော့တဲ့ကန်တွေပေါ့နော်ဒါပေမဲ့ခုကအဲ့လိုရှော့တာတော့မတွေ့ရဘူးထရာဗီဆလန်ကိုကြွားနေတယ်ပေါ့နော်။မူဘီကမ်မှာစီဝိုင်းဆိုတော့ထရာဗီဆလန်ကိုကြွားနေပါဘူး။ နဲ့ဖြူသွားမယ်ပေါ့နော်ဖြားနဲ့ဖြူသွားနေတယ်မွန်ပိုင်းမျိုးအကြီးဆုံးဖြစ်တဲ့အကြီးဆုံးစလံဖြစ်တဲ့ဒါရာဗီစလံကိုစပြီးမှသွားနေပြီပေါ့နော်အခုလိုမျိုးပုံမှန်သူနေတဲ့စလံမျိုးဖြစ်တဲ့စေတမားလေးပါလေအဲ့လိုမျိုးတွေ့တဲ့စလံဖြစ်ပဲနဲ့တကယ်ကမွန်ပိုင်းမျိုးရဲ့စီးပွားရေးမှာအရန်အရေးပါတဲ့စလံတစ်ခုဖြစ်တယ်ပေါ့နော်စလံတော့မီလန်နာအဆက်ကချစ်ပူတယ်မလားအဆက်ကဟဲမှလည်းအဆက်ကလည်းဒီနေရာပတ်ဝန်းကျင်အချစ်ကရိုက်ထားတယ်ပေါ့နော် ဒါတော့ဒီမှာဝင်တာနဲ့ဖျားเจ้าတွေ့ရတယ်ဗောနော်ဒါဟာနုမန်ရုပ်ထုရှိတဲ့ဟိန္ဒူဖျားเจ้าဆိုင်မှာတွေ့ရတယ်ဒီမှာတော့ဆိုင်လေးတော့များတယ်အတိကဒါကတော့ဆိုင်လေးပဲရှိသေးတယ်ဗောနော်အဲဆိုလို့ရှိရင်သူတို့ရဲ့လမ်းကြုံလမ်းကြိုက်ဖဲကိုရောက်နေပြီကြည့်လိုက်ထဲမှာအထည်ချုပ်တွေလည်းရှိရသီးလားမကြည့်ဒါသူတို့နေတဲ့ပတ်ဝန်းကျင်လေးဘောနော် ကာရာဗီထဲမှာရှိတယ်အဓိကလေ recycle ပစ္စည်းလုပ်တဲ့နေရာကိုရောက်နေတယ်ပေါ့နော်အဓိကအမိုက်တွေရေတပ်ဘူးခွန်တွေ plastic တွေကပစ္စည်းအစုပ်လုပ်တွေအဲ့လိုမျိုးဟာကိုအကုန်လုံးရောကြိုပြီးတော့မှသူတို့ကအဲ့လိုမျိုးတွေလိုအပ်တဲ့ဟာတွေပြန်လုပ်တယ်ပေါ့အဲ့ဒီပန်ဝန်ကျင်ကိုရောက်နေတယ်သိလားမှာကြည့်လိုက်ဒီလိုမျိုးအစပ်ပလုတ်တွေအကုန်လုံးပြန်လုပ်တာပေါ့နော်ပလတ်စတစ်တွေကပြန်ထုတ်ထားတဲ့ဟာတွေပေါ့နော် ုံမှန်အဖြစ်ဆိုလို့ရှိရင်စလန်ဆိုတဲ့နေရာဆိုတော့အရင်ကမစင်းရည်နော်ဒီမှာဆိုတော့အဲ့လိုမဖြစ်ဘဲနဲ့အလုပ်ရန်လုပ်ကြတယ်အသေးစားစက်မှုလက်မှုလုပ်ငန်းတွေအများရှိတယ်ပေါ့နော်ဒါပေမဲ့လူတွေကဒီမှာပဲစက်ပြီးမှနေတုံးပဲရှိသေးတယ်ပေါ့နော်ဟုတ်လား yes and then say like a salt then mm. not to lick color yeah. mix with the help of bamboo or the တော်ကအယောင်ဆိုးတဲ့လုပ်ငန်းတွေပေါ့နော်ဒီမှာအယောင်ဆိုးတဲ့လုပ်ငန်းတွေလုပ်နေကြတယ်ဟာသူကအယောင်ဒီအယောင်နဲ့သူအောင်မှလုပ်ရတယ်တိလားသူအယောင်ဆိုးနေတယ် ဒါရာဗီစလန်ရဲ့တမိုင်းကြောင်းကိုပြန်ပြီးမှကြည့်ရမယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်1884ခုနှစ်ကလေးကဖြစ်တည်လာခဲ့တာဖြစ်ပါတယ်ခေတ်ဆစ်စင်အိန္ဒိယနိုင်ငံအနှံ့ပြားကရွှေ့ပြောင်းခြေချလာသူတွေရဲ့နေထိုင်ခိုလုံရနေရာတစ်ခုဖြစ်လာခဲ့ပါတယ်ဒီစလန်ထဲမှာဆိုလို့ရှိရင်လက်သားလုပ်ငန်းအိုးလုပ်ငန်း recycle လုပ်ငန်း plastic လုပ်ငန်းအထည်ချုပ်လုပ်ငန်းစသဖြင့် သေးစားလုပ်ငန်းတွေအများစုမှာအများကြီးလုတ်ကင်နေကြပါတယ်အဲ့ဒါတွေကြောင့်မလို့လေဒီစလန်ကိုကဘာဘဝအချမ်းသာဆုံးစလန်တစ်ခုဖြစ်လာစေခဲ့တာဖြစ်ပါတယ်ကဘာကျော်စလန်တော့မီလီယံနာဆက်ကထုတ်လုပ်မှုအပြီးမှာတော့ဒီဒါရာဗစ်စလန်ဟာမိုဘိုင်းမြို့ကိုလာပြီးမှလက်ပတ်ချတဲ့သူတွေအတွက်အထူးကလေးလာစရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်ဒီမှာကြည့်လိုက်ဒါဆိုလို့ရှိရင်လေဒီလာမှာဒီအဖယ်ချုံနေတာတွေ့ရတယ် yeah no problem the slender millionaire မှာပါတဲ့ဇာဝင်ခံရက်ကူခဲ့တဲ့နေရာတဲ့ဒီနေရာကတိလားဒီမှာ ်ဒီတာရာဖီတိုးတွေကိုဂိုက်လုပေးတဲ့သူတွေကလည်းဒီတာရာဖီစလမ် မှာအမှန်တကယ်နေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်သူတို့တွေကလည်းဝင်ငွေရတယ်လေပတ်သူတွေအတွက်လည်းကြီးရှုလို့ရတဲ့သဘောဖြစ်ပါတယ်အဓိကကတော့ဒီမှာဒီလားအထယ်ချုပ်လုပ်ငန်းကြီးတော်တော်လေးများတော့တွေ့ရတယ်။အထယ်ချုပ်လုပ်တယ်ပလတ်စတစ်လုပ်ကြတယ်ပေါ့နော်။ No, it's okay. Are you okay? Okay. Yeah. အိမ်ရောက်ဝင်းနေတယ်။လူနေတဲ့အက်ကန်ကိုကြောက်သွားနေတယ်ပေါ့နော်။လမ်းကျို့လမ်းကြောက်ကိုဖြတ်သွားရတယ်။ဟိုရဲ့လမ်းကြောက်တွေထဲဝင်နေပြီပေါ့နော်။ Oh oh my god ။ အဲ့လိုလေးဂျားရီထဲမှာနေတယ်တော့လီကားတွေဆိုလို့ရှိရင်မှကြည့်လိုက်အမတ်ကြီးတွေတိလားအခုဒီဂျာရာဗီတို့လိုက်ပုတ်ပေးတဲ့ခက်ကောင်မလေးဆိုလို့ရှိရင်လည်းဒီတိုက်ခန်းတွေမှာအမှန်တကယ်နေတဲ့သူဖြစ်ပါတယ်။ तू ကအခန်းတစ်ခန်းကိုတစ်လကိုရူပီ9000ပေးရတယ်လို့ပြောပါတယ်။ဒီပန်ဝန်းကျင်ရောက်မှသာလေရှူပေါက်ရတယ်ကွာတိလားအထဲမှာလောကပေါ်မှာလေရှူပေါက်မရှိဘူးကွာတိလားကေကောမချင်းချက်ချက်နေရတယ်ပေါ့နော်ဒီမားလေလေတာအလုပ်ရောက်နေတယ်တိလားသူကဒီလိုမျိုးလေလေတာအကျန်းတွေကို လေဒါအကျန်းနေသူလိုမျိုးအကွက်ဖြစ်အောင်ရိုက်တဲ့အလုပ်ရုပ်ရောက်နေတယ်ပေါ့နော်ဒီ therapy မှာရှိတဲ့အလုပ်ရုပ်တစ်ခုပဲဒီမှာကြည့်လိုက်ဒီကိစ္စမှာအာ nice ဒါရဗစ်လန်ရဲ့အတ္တကလုပ်ငန်းကတော့လဲတာလုပ်ငန်းဖြစ်ပါတယ်လဲတာအကျန်းတွေကိုမှချောင်းအောင်ဆိုမှဆက်နေဖြည်တယ်ကွာတိလာဖြည်ပြီးတော့မှဒီလိုမျိုးခရကိုဒိုင်းအကွက်တွေပါရောက်အောင်ဆိုမိချောင်းကွက်တွေပါရောက်အောင်ဆိုမှအကွက်ရိုက်တယ်ပေါ့နော်ဒါလဲတာအလုပ်ရုံရောက်နေဆိုလို့နော်အကုန်တွေ့ရတယ်ဒီမှာ တို့က This is the machine for cutting the extra part of the leather. Oh. အတိကလေးတိလာဘလို့လုံးလဲဆိုလို့ရှိရင်အနှွေးထည်တွေပါလေးချုပ်တယ်ပြီးတော့ရှင်အတိကအိတ်ချုပ်တယ်ပေါ့နော်အိတ်ချုပ်တဲ့လက်သားတွေအများကြီးဆိုမှအများကြီးပဲဒါဆိုလို့ရှိရင်တကယ်လက်သားအကျန်းနေနော်ဒီစလန်ထဲမှာဆိုလို့ရှိရင်ဒါရာဗီဆိုတဲ့မက်ဒီဆိန်းနဲ့လက်သားအိတ်တွေရောင်းချတဲ့ပြက်ခန်းလေးရှိပါတယ်ဒါကလေးတိလာဒါရာဗီမက်ဒီဆိန်းနဲ့လက်သားလက်သားလုပ်ငန်းပေါ့နော် မကြည့်ဒါရာဗီသူတို့နေဒါရာဗီရက်ကွေးရဲ့နာမည်နဲ့ကိုတစက်ရိုက်ပြီးတော့မှအိတ်တွေထုတ်လုပ်တယ်ဒီမှာလေဒါရာဗီအမှတ်စိမ့်နဲ့လေတာအကျန်းအနီမှာအချောထည့်ပြန်လောက်ကြတယ်ပေါ့နော်မကြည့်ဒါရာဗီလေသိလားဒါရာဗီဆူဗီနီယာအနေနဲ့ဝယ်လို့ရပါတယ်တိကကွာသူတို့ကဒီမှာလေးတိုးလုတ်တယ်ဆိုတော့လေနော်အဲ့ဒီဘာလေးဝယ်ချင်လို့ရှိရင်လည်းရတယ်ကွာတိလားဆိုင်ခေါ်လာပေးတယ်အဲ့လိုပုံစံမျိုးပေါ့နော်ဒီထဲမှာဆိုင်ဖွင့်ထားတယ်တိလား ့သူစီပွားကြီးရဲ့နောက်တစ်မျိုးပေါ့နော်သူစီပွားကြီးအကွက်ပေါ်ဒါတော့လေဒါတော့အစိုးရအကြောင်းပေါ့နော်ဒီမှာအကြောင်းလည်းရှိရလေတိလားသူစီရလူတွေအင်္ဂလိပ်စာတော့အရင်ကျွမ်းတယ်နော် ဒီစလန်ထဲမှာတော့ဒေတာတီတီယာပြောင်းရွှေ့လာကြတဲ့သူတွေရဲ့လုပ်ကိုင်တဲ့လုပ်ငန်းတွေကလည်းကွဲပြားကြပါတယ်။ဥပမာအနေနဲ့ဆိုလို့ရှိရင်ဂူဂျာရတ်ပြည်နယ်ကလာတဲ့သူတွေဆိုလို့ရှိရင်အုပ်လုပ်ငန်းလုပ်ကြတယ်။နောက်ပြီးတော့မှဒီအူတရာပရာဒစ်ပြည်နယ်ကလာတဲ့သူတွေဆိုလို့ရှိရင်တော့အထက်ချုပ်လုပ်ငန်းလုပ်ကြတယ်။အဲ့လိုမျိုးပုံတော့ကွဲပြားကြပါတယ်။ကားတော့တိလာအိုးလုပ်ငန်းလုပ်တဲ့နေရာကိုလာလဲတာပေါ့နော်ဒီမှာအိုးတွေလောက်ကြတယ်တဲ့ဒီထဲမှာအော်ရမစီလာတိလာ အိုးရအမြိုင်ပဲနော်ဟောအစ်တမအိုးလုံးငယ်အလုပ်ရုံလေးပေါ့နော် first we using electronic wheels to make the pot or yeah after making the စီးရီစာတင်ကြောင်းတွေနဲ့စီကားနေတဲ့ Taravislan ဟာမိုဘိုင်းမျိုးရဲ့လိလဆန်နေရာတစ်ခုဖြစ်အခုလိုမျိုးတည်ရှိနေမယ်ဆိုတာတကယ်မသိခဲ့ပါဘူး ခုကျတော့မွန်ပိုင်းမြို့ကိုရောက်တော့အိန္ဒိယနိုင်ငံရဲ့နေထိုင်မှုစီအကြီးဆုံးမြို့မှာဆလန်ကလူတွေကဘလိုမျိုးနေထိုင်ကြလဲဆိုတာကိုမှတွားရောက်ပြီးမှလေ့လာခဲ့တာဖြစ်ပါတယ်ဒါရာဗီကိုပြန်ပြီးပေါ့နော်။ကိုရထားဖို့တော့သွားနေတယ်။ကိုကတော့ဒါရာဗီကိုပြွားပြီးပေါ့နော်။ပြန်ပြီ။ဒေပါဝစီယံ